။မိလည်းဖေယောကတူစားနေပါတယ်တော်လေးရဲ့။တကယ်လို့အဖေသာစေကူဖို့လက်ခံမယ်ဆိုရင်အမေရောသမီးပါစူးစားကြမှာပါ။အဲ့ဒါကိုစိုးရံကြိုဝဲထားတဲ့မီးကျိုးဆိုပမာဏစိုက်ထင်မှာပဲရှိတယ်စိုက်ထင်မှာပဲကျွန်တော်တစ်ဆိုင်လုံးလိုက်စာကြည့်ပြီးပြီမီးကျိုးနဲ့တူတာဆိုတလက်မှတော့မတွေ့ဘူးကြာ ကျွန်တော်လည်း site ထဲမှာထားရလေကိုရ site ထဲမှာမရှိတော့ကျွန်တော်လည်းဘယ်လိုလုပ်သိမလဲကိုရကိုစွန်းဟန်ခမရအဲ့လိုမတည်ဘူးဆိုပြီးလက်လွတ်ဆိုပြီးပြောလို့မရဘူးလေဗျာဒီ site ထဲမှာကျွန်တော်မရောက်ခင်ကတာဝန်ရှိဆုံးဖို့ကိုခမရလေခမရအဲ့လိုမတည်ဘူးဆိုပြီးခေါင်းရှောက်လို့ပြဿနာပြီးတော့မှာမဟုတ်ဘူးနော်နေနေနေကိုရကျွန်တော်မဟုတ်ဘူးတကောင်ဖို့ဟဲ့ညာဆောင်ညာဆောင်ကြည့်တောင်းညာလား ဒီ site ထဲမှာပုံထားတဲ့မီးကျိုးတွေဘယ်ရောက်သွားလဲမီးကျိုးဟဲ့ဘယ်မီးကျိုးမေးရလဲဆိုကျွန်တော်အလောက်ဆဆင်းနေတာဒီ site ထဲမှာဗာမီးကျိုးမှမတွေ့ပါဘူးဆရာရယ်ဘေးရမီးကို site လုံခြုံရေးအတွက်ညှားဆောင်ထားနော်မီးကိုလာစာပေးထားတာဟုတ်တယ်နော် site လုံခြုံရေးအတွက်မင်းငါခုမေးလိုက်ရင်မင်းဘာမှမသိမင်းကထုတ်တယ်ရောက်တွတ်တွတ်ဟာဆရာကျွန်တော်ကျွန်တော်အလောက်တော့မထုတ်ပါနဲ့ဗျာကျွန်တော်ရှင်းပြတာလေးကိုတည်တည်ထားထားနားတော်ပေးပါဦးဆရာရယ်ဘေးရဘာမှရှင်းမပြနော် မင်းထွက်သွားလိုက်တော့မင်းထွက်သွားလိုက်တော့မီးကျိုးဆိုတာဘယ်တော့မှလည်းမရှိခဲ့ဘူးပဲနဲ့တောက်တယ်ဆိုပြီးကျွန်တော်အလုတ်ထောက်တယ်ဆိုတော့ဗျာဒါမှတရားဘူးဗျာတရားရမတရားငါသိတယ်ဟေ့မင်းညာနေလှုပ်စီမင်းကြံတဲ့လာဆောင်ပြလာပြီလိုက်စကားဆက်မများနဲ့စကားဆက်များရင်မင်းကြံတဲ့လာဆောင်မှာမင်းတပြားမှမရဘူးထွက်သွားလိုက်တော့ဟေ့သွားလိုက်သွားဆိုရင်သွားလိုက်နည်းနည်းသွားလိုက်တော့လူပုံကြည့်တော့မလဲမဝင်နဲ့မီးကျိုးတွေခိုးပြအောင်တခုံးဘုဆိုရ ။သူပြောတာအစကတည်းမီးချို့မတွေ့ဘူးလို့ပြောတာနော်။တခုခုတော့လွဲနေပြီသူလည်းမလွဲဘူးကိုကြီး။ဒီကောင်ကအစတခုကျွန်တော်ကတနာလို့အလုတ်ခန့်ထားတာ။ခမင်းကျွေးတဲ့လက်ကိုပြန်ကိုက်တယ်။ဒီကိစ္စကိုကျွန်တော်တို့မဖြေရှင်းနိုင်ဘူးဆိုရင်တော့ရဲတိုင်ရနိုင်ပြီ။ဟမ်ရဲတိုင်မယ်။ဟုတ်တယ်။တတ်ဆိုင်အောင်တိုင်လိုက်တယ်ဆိုရင်တော့ပြဿနာကိုဖြေပေါ်တဲ့အထိဖြေရှင်းပေးနိုင်နေမယ်လို့ကျွန်တော်ဒါပေမဲ့ဘာဘာဖြစ်လဲကိုကြီးဒီမျိုးမှာကျွန်တော်တို့ကုမ္ပဏီနာမည်ထိခိုက်သွားနိုင်တယ် ပြီးတော့ကရဲတွေပိုင်းနဲ့ဆိုတော့လေမလိုလားအဲ့တဲ့ပြဿနာတွေပေါ်လာမှလည်းစိုးရင်ရသေးတယ်ကိုရဒါဆိုရင်ဘာဆက်လုပ်မလဲလောဆယ်စောင့်ကြည့်အောင်ပါဗျာကျွန်တော်လည်းအခုစရင်တွေကိုတေးချကြည့်နေတယ်ဒီတက်ပို့ပြီးစိုးလာတယ်ဆိုရင်တော့ကျွန်တော်လည်းမတက်နိုင်ဘူးဗျာသက်ဆိုင်အောင်တိုင်အောင်ပါဗျာ ူကထမင်းကြိုက်မျိုးရောဆိုတော့ငါဘာအကြောင်းပြချက်နဲ့သူ့ကိုသွားတွေ့ရတော့မှာလဲစိတ်ဆင်းရဲလိုက်တာသူ့ကိုမတွေ့ရရင်လည်းမနေနိုင်ပါဘူးဆိုငါဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲ Hmm. ေတော်လေးမသိဘူးလားအိမ်မပြောသေးပါဘူးတော်လေးရယ်တော်လေးရောမသိဘူးလားတော်လေးလည်းအကိုကြီးကြောင်းစင်းစားပြီးတော့အိမ်မပြောပါဘူးသမီးလေးရယ်အဖေကဘာဖြစ်လို့လဲတော်လေးရယ်သမီးလေးအဖေကအဆုတ်ကင်းစာများဖြစ်နေသလားလို့သမီးရယ် တမီးတို့ဖိုးတော့ရလေအဲ့ဒီယောဂါနဲ့ပဲဆုံးမသွားတာတမီးဟိုးအရင်တော့ကကြတော့ဒေါ်လေးတော့မသိတော့လူကြီးယောဂါနဲ့ပဲဆုံးမတယ်လို့ထင်တာလေအခုခေတ်စေပညာတွေခင်မိလာတဲ့အခါကျတော့တမီးဖိုးရဲ့ယောဂါအဆောက်ကင်စားဆိုတော့ဒေါ်လေးကိုသိရတာလေတမီးလေမင်းလည်းဖေယောဂါတို့စူးစမ်းနေပါတယ်ဒေါ်လေးရဲ့ တကယ်လို့အဖေသာစေကူဖို့လက်ခံမယ်ဆိုရင်အမေရောတမီးပါစူးစမ်းကြမှာပါတော်လေးတည်ပါလေတမီးလေးရေဟိုတနေ့တော့မဝါနဲ့စကားများတာလေလေတော်လေးစိတ်တည်းအရန်ရှုံနေလို့ဖြစ်သွားတာပါတမီးလေးရေအကိုကြီးရဲ့တန်းကိုမဝါပဲခံနိုင်တာတမီးလေးတမီးလေးတည်တဲ့အတိုင်းပဲလေး အကိုကြီးကဟိုးဟိုးအရင်ကတည်းကခေါင်းတိတ်မာတာသမီးရဲ့ရှင်ရလေးတိတ်ခေါင်းမာတာလေဆေးကူဖို့ပြောလဲလက်မခံမင်းစိတ်လေးပေးနေတော့ငါသမီးလေးကို လွန်လိုက်တာပေါ့။အဲ့ဆိုရင်ဒီတစ်ခေါက်ကျမမြို့သွားလို့ရှင်တမီးကိုခေါ်ခဲ့မလို့ခေါ်ခေါ်တော့မင်းဒီရောက်လို့အန်ဒီမီလင်းအချင်းကိုမြင်သွားရင်သူစိတ်ဆိုးရဲ့နေရာလေးမှာသူကသူ့တော်လေးစီမှာပဲပြောလို့နေပါစေ ဟုတ်လေတမီးလေးရလေမြို့နေတယ်လို့လားမသိဘူးရန်ချော်ပြီးအသားကြီးဖြူပွေးနေရပဲခွန်ကပ်မစ်နော်ဒီဟိုပြောတာပြီပြီနော်ငါတမီးလေးငါရောက်ကနေပတ်တယ်လို့ဘယ်လိုပဲမိမိဒီကောင်းတဲ့တို့ပြောပြရအောင် 哎。မင်းကလည်းငယ်ငယ်လောက်ခက်စမ်းပါကွာဟိုကုံလာနေငါ꽌နေမယ်မင်းကလေဒီမှာကိုစိုးရင်ကျုပ်ကပစ္စည်းလိုချင်လို့လာယူတာမဟုတ်ဘူး ်ခမရကျုံးဝယ်ရယူသွားပြီတော့ပစ္စည်းလာမပေါ်ဘူးကျုပ်ကဂျူလိုက်လာယူရတာဟုတ်ပါလေကွာကျုပ်တဖို့မဟုတ်ဘူးနော်မှန်ပါလေမင်းပြောတာငါလက်ခံပါလေမင်းလုံးဆက်ရှိရမြန်မြန်လုံးဆမ်းပါဟာလက်ကွာမင်းကလေလုံးဆမ်းမအောင်မြန်မြန်ဖေးအောင်လေမြန်မြန်တင်းစမ်း